အာဒီနေ့အာဒါတေးုပ်ပြီပေါ့နော်ဟိုလန်ချမ်းဘဲခါရုပ်ရှင်ပွဲတော့ဒီနေ့စပြီးတော့အာသွားရမှာဖြစ်ပါတယ်ကျွန်တော်မမမီတော့ဒါပထမဆုံး very first experience ပေါ့နော်မနေ့ကဆိုလဲမပွေးရနေပြီးတော့ဖုန်းဆက်ပြီးတော့လေသူ့ရဲ့ psychotherapy ကနေပြီးတော့သူစီစဉ်ထားပေးရလေချီရဲသွားလိုက်ပါဆိုပြီးတော့ရပါတယ်ဆိုတော့မဟုတ်ဘူးတဲ့ကိုမောင်လေးအောင်မြင်မှုပါတဲ့ဒါဟိုတစ်ဖက်တစ်လမ်းနေပြီးတက်နိုင်တဲ့လောက်လေးပါဝင်ပြီးတော့ ဟိုပံ့ပိုးပေးရမှာပေါ့ဆိုတော့ဒီမှာဒီမပွေးရဲ့စိတ်ရင်းလေးကိုလည်းအရန်ချစ်သွားအရန်လေးစားသွားရဲ့ ာဒီနေ့ကအာဒါတေးုပ်ပြီပေါ့နော်ဟိုလန်ချမ်းမဲခါရုပ်ရှင်ပွဲတော့ဒီနေ့စပြီးတော့အာသွားမှာဖြစ်ပါတယ်အဲအရန်ပြုရှင်ရပါတယ်အခုချိန်မှာတော့အရန်ရင်ခုန်ပြီးတော့ဟိုအစအစအရာစင်ပြေဖို့အတွက်ကိုအများကြီးစူးစမ်းဖို့အတွက်ပဲပြင်ဆင်ထားပါတယ်ဟုတ်အာဒီနေ့ကဒါကျွန်တော်တို့ဇကာကတော့ဒါဟိုကျွန်တော်ရဲ့မမ်မီမီကိုကိုရဲ့နှစ်ယောက်ပေါ့နော်ကိုစားတက်ရောက်มาဖြစ်ပါတယ်ဟုတ် ။ဟိုမှာကတော့ဒါသူတို့ဘက်ကအစအရာတောင်းဝင်ယူပေးထားရပေါ့နော်။ကိုယ်တွေဘက်ကနေဒါပွဲတက်ဖို့တွေရဲ့ပြီးတော့အာ true ချာအနေနဲ့ကအာဒီနှစ်မှာကျွန်တော်ကဟိုဟိုဘယ်လို ပြောရမလဲပါဝင်တဲ့ဇာတ်ကားတွေထဲမှာလည်းဒီတပင်းနဲ့မြန်လေးစီကထူးခြားတဲ့ကားလေးဖြစ်နေတယ်ပြီးတော့ဟို writer ကလည်းဒါဟိုငငယ်လေးဖြစ်နေရအကြောင်းပေါ့နော်သူတို့ဘက်ကလည်းဒီပွဲဖွင့်ပွဲရဲ့ main ကိုကျွန်တော်7 minutes ဆာ main ကိုပြောဖို့အတွက်ကိုအာအာဂျန်တိုင်းမှာထည့်ထားတော့ကျွန်တော်အဲ7 minutes ဆာ main ကိုဒါဟိုအင်္ဂလိပ်လို ပြောရမယ့်အစီအစဉ်လေးတော့ပါတာပေါ့နော်အဲ့အတွက်တော့အာစာရိုက်ကျက်နေရတော့ဟုတ်လားအတက်20နှစ်ပဲနည်းနည်းပဲအခု29နှစ်ပါဗျဟုတ်ဒီကျွန်တော်အမြဲတမ်းပြောလို့ပဲပေါ့နော်ကျွန်တော်တခုခုဟိုအမီမူရတိုင်းမှာလူငယ်တွေအားလုံးကိုစားအာအမီအဲ့အောင်မီမူလက်ခံနေလို့ပဲကျွန်တော်ကအမြဲခံယူပါတယ်ဘာလို့ဆိုတော့ဟိုလူငယ်တယောက်အနေနဲ့စူးစမ်းတာမလွယ်ဘူးကြောင်းကျွန်တော်ဟိုအများကြီးသိရေပေါ့နော်အဲ့တော့ဟို ကျွန်တော်ကြောင့်မလို့လည်းပို့ပြီးအားရင်ဖြစ်စီဖြစ်စီရဲ့လူငယ်ရှိသလိုအာပို့ပြီးလည်းအခွင့်အလမ်းတွေအားလုံးရရှိခြင်းတယ်ပေါ့ဒါကြောင့်မလို့ဒီရုပ်ရှင်ပွဲတော်မှာလည်းကျွန်တော်ပြောရမယ့် main goal မှာလည်းအဲဒီ စူးစမ်းခြင်းနဲ့လူငယ်တွေဒုတစ်ခုလုံးကိုစားကိုကျွန်တော်ပြောဖို့ပြင်ဆင်ထားပါတယ်ဟုတ်ပြောတာပေါ့နော်ဒါဒီလိုမျိုးနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကိုအဲကိုယ့်ရဲ့ညီမနိုင်ငံရုပ်ရှင်ကားတွေကိုပြသရဲဆိုတာဒါကျွန်တော်တို့ပထမအဦးဆုံးတော့လည်းမဟုတ်ပါဘူးခင်ဗျာဟိုဒါအိုအရင်အရင်တွေကလည်းရှိတယ်ပေါ့နော်ဟိုအဲ့ကလေးကလည်းခလေးပွားတွေကဟာမိုက်တယ်တော်ကြရဲအားကြရဲဂုံယူရဲပေါ့နော်အခုကဒါကိုယ့်ရဲ့စကားကိုယ့်စကားတော်မှာပထမအဦးဆုံးရိုက်ကူးတဲ့စကားဖြစ်ပါတယ်အဲပထမအဦးရိုက်ကူးတဲ့စကားမှာဒီမျိုးယုံတင် ပြတ်တာတော့လည်းပြည်သူတွေအရင်အားပေးတယ်အခုလိုနိုင်ငံတကာထိသွားရဲဆိုတော့အခုချိန်မှာတော့ပျော်ရဲပျော်ရတော့အများကြီးပဲပေါ့နော်အဲ့တော့အကောင်းဆုံးအစူးစားခဲ့မယ်အကောင်းဆုံးအဟိုပေါ့နော်ဒီအမှတ်တရကောင်းတွေကိုဖန်တီးခဲ့လို့မယ်လို့ပဲတွေးထားပါတယ်ဗျဟုတ်ဝိနည်းမြန်လေးစီရဲ့အမေမှုကဘာကြောင့်လဲအာတပင်းနဲ့မြန်လင်းစီရဲ့အောင်မြင်မှုကဘာကြောင့်လဲဆိုရင်တော့အာဟိုအားပေးပရိသတ်တွေရဲ့ချက်ချင်းမြတ်တာအကြောင်းလို့ပဲတွေးပါတယ်။ဘာလို့ဆိုတော့ ဟိုအနုပညာလောက်ကလည်းဒီအားပေးရပြည်သက်တွေဒါမှရှိလို့ရှိရင်ကဟိုအရာမထင်ဘူးဆိုတော့လေကျွန်တော်ဘလောက်ဖန်တီးဖန်တီးအားပေးပြည်သက်တွေရဲ့ချစ်ချင်းမေတ္တာရည်နဲ့ဝန်ရံအားပေးမှုတွေကြောင့်လို့ပဲထင်ပါတယ်ဟုတ်ကျွန်တော်မမမီတော့ဒါပထမဆုံး very first experience ပေါ့နော်အာအမေဟိုဘယ်လိုပြောမလဲဒီပထမအတွေ့အကြုံဆိုတော့ကျွန်တော်လည်းရန်ရင်ခုန်နေဒါပေမဲ့အကောင်းဆုံးစူးစမ်းခဲ့ပါမယ်ပြည်သက်တွေဟိုဆက်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့အာဒီပွဲသွားဖို့တက်ကကြာတာဟိုကိုချစ်ရတဲ့သူတွေအကုန်လုံးကတော့ Wi-Fi support လုပ်ပေးကြတာပေါ့နော်အအများကြီးပါပဲဒါဂုံတိုက်ပုံတွေပစိုးဆိုလဲကျွန်တော်တို့အတွက်အများကြီးညမဝဲစုံတွေပြင်ဆင်ထားပေးလေပြီးတော့ကျွန်내အကိုမေဆွေလည်းအများကြီးပြင်ဆင်ထားပေးပေါ့မနေ့ကဆိုလဲမခွေးရနေပြီးတော့ဖုန်းဆက်ပြီးတော့လေအာအာသူတိုက်သူရဲ့ psychotherapy ကနေပြီးတော့သူစီစဉ်ထားပေးရလေရှိရဲသွားလိုက်ပါဆိုပြီးတော့အရန်ပြောတာပေါ့နော်အမားလို့အာ ရပါတယ်ဆိုတော့မဟုတ်ဘူးတဲ့ကိုမောင်လေးရအောင်မြင်မှာတဲ့ဒါဟိုတစ်ဖက်တစ်လမ်းနေပြီးတက်နိုင်တဲ့လောက်လေးကိုပါဝင်ပြီးတော့ဟိုပံပိုးပေးရမှာပေါ့ဆိုတော့ဒီမှာဒီမဖွေးရဲ့စိတ်ရင်းလေးကိုလည်းအရန်ချစ်သွားအရန်လေးစားသွားတယ်အရန်လည်းပိုးကြီးချစ်သွားတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့လိုမလုပ်ပေးလဲရတယ်လေပေါ့နော်ဒါကိုကိုယ်ဆက်ဆံရတဲ့အချိန်ကောင်းမွန်လေးရပဲပေါ့ဒါပေမဲ့အဲ့လိုမျိုးလေးကိုတက်တွေးပြီးတော့စီစဉ်ပေးတယ်အဲ့လိုတွေးပေးရတယ်ဒါအရန်အရှိပါပဲပေါ့အဲ့အမစီစဉ်နေတာအင်ကြီးလေးကိုတော့ဒါပွဲနေ့မှာ ဟိုအခမ်းအနားတက်ရောက်တဲ့ခါကျရင်ဝင်ဖြစ်မှာပါဟုတ်ဟုတ်ကဲ့ပါဟုတ်ဒါတဝင်းနေမြန်နေစီကိုအမြဲတမ်းအားပေးနေကြပရိသတ်တွေကျေးဇူးများတင်ပါတယ်ဒီနေ့ကကျွန်တော်တို့မော်တော်မန်နီယာတရုတ်ပြည်ရုပ်ရှင်ပွဲတော်ဆဟိုသွားပြီပေါ့နော်အဲ့တော့ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပါမယ်ဒီဇင်ဘာတရနေ့ကျရင်ပြန်ရောက်ပါမယ်ခင်ဗျာဟုတ်ကျေးဇူးတက်ပါ fighting ဟုတ်